ီလိုမျိုးဘယ်လိုပြောငါအားကစားမှလည်းတော်ရမယ်ပညာရေးမှလည်းငါအဲ့လောက်မငြင်းအောင်ဆိုရဲစိတ်ကိုကျွန်တော်ထားတာပဲကျွန်တော်ဒီမှာကြတော့ဒီအားကစားတစ်ခုကိုဘယ်လိုပြောမလဲဆိုတိတ်အားမပေးကြဘူးပေါ့နော်အားကစားလို့ရင်ဟာမင်းကဒီအားကစားပဲလုပ်နေရမင်းကဘလို့မှတက်လမ်းမရှိဘူးအဲ့လိုမျိုးကြီးရောကြုံရပါဘောเนาะကာဘိုဟိုက်ဒရိတ်ကလည်းတကယ်ကြောက်ရှင်ဟောအရေးကြီးတဲ့အထက်မှာပါတာဘောเนาะဒါပါတာအားထွက်တဲ့ဟာကာဘိုဟိုက်ဒရိတ်ကနေပြီးတော့ထွက်တာဆိုတော့ရေကူးသမားအချင်းချင်းဘောเนาะအရန်ချင်းကြရတယ်အရန်ခင်ကြရတယ်သူတို့က ဒီပြိုင်ပွဲတော့မှသာသူတို့ကပြိုင်ပတ်ဒါပေမဲ့အပြင်မှာတွေ့ရင်တော့သူတို့ကတငယ်ချင်းနေပဲโอเคအဲ့တော့ညီအခုဒီဟိုကိုလဲလဲရေးစင်ဖြစ်နေပြီအဲ့တော့ဒီကိုရဲ့ရှေ့မှာလဲစီနီယာကြီးရှိခဲ့မယ်လို့အဲတေချာပေါ့ကိုရဲ့ရှေ့မှာလဲဒီစီနီယာကြီးရှိခဲ့တယ်ဒါကိုရဲ့ဒီမြန်မာနိုင်ငံကကိုရဲ့စီနီယာကြီးကြီးကူးတဲ့ထဲမှာဘယ်သူ့ကိုအာကြအတူယူထားတာတွေပါရှိလဲ ကျွန်တော်အရှိမတုံးကကျွန်တော်မြန်မာရေကူးလောကမှာအားကြဆုံးလူပေါ့နော်ကျွန်တော်ပြောရမယ်ဆိုရင်တော့ကျွန်တော်ကို account တို့တို့ကျွန်တော်ကိုသိမ့်မြတ်တို့ကျွန်တော်ရဲ့ senior ကြီးပေါ့ကျွန်တော်ကိုတီဟာတို့ပြီးတော့ကျွန်တော်တို့မဆူမိုတို့မခန့်ခန့်စူဇန်တို့ဟိုတော့အားကြရပေါ့ဘာလို့လဲဆိုတော့သူတို့ရဲ့ training နဲ့ဟာကျွန်တော်ကကိုယ်တိုင်မျက်မြင်တွေ့ခဲ့လို့ ဘာလို့သူတို့ရဲ့ train နဲ့ပုံစံသူတို့ရဲ့စိတ်နေစိတ်ရသူတို့ရဲ့သွားလာတဲ့ပုံစံအစားကျွန်တော်ကိုယ်တိုင်မြင်ခဲ့တာသူတို့ပြိုင်ပွဲကိုဝင်လာပြီဆိုတော့ကျွန်တော်အရင်တော့ကျတော့မြန်မာပြည်ထဲမှာကျွန်တော်ပြိုင်ပွဲတွေခဏခဏလုပ်လေရေကူးပြိုင်ပွဲတွေအဲ့အချိန်ညာသူတို့ရဲ့သွားရဲ့ပုံစံတော့မျက်လုံးက visualization တို့ဘာလို့อ่ะလုံးဝကိုကွဲပြားတယ်ပေါ့နော်အဲ့လိုပုံစံတွေ့ရတယ်အဲ့ဆိုရင်ဒါဆိုရင်ညီလေးသူကိုယ့်ရဲ့ senior တွေဆီကနေပြီးတော့ ဒါအတူယူထားတဲ့ဟာပဲပြောရမလို့လို့ဆိုလို့ရှင်ကိုလည်းဒါတစ်ချိန်ကျလို့ရှင်စီနီယာတယောက်ဖြစ်လာမယ်အခုဆိုလည်းနိုင်ငံကိုစားပြုစားကစားနေပြီကိုရဲ့ now generation တွေလည်းရှိသေးတယ်ဆိုတော့ဒီ now generation တွေရောကိုစံပြအနေနဲ့ထားမယ်ဆိုရင်ကိုစီကဘာတွေယူစီခြင်းလဲကိုစီကကျွန်တော်ဘာယူစီခြင်းလဲဆိုတာထက်သူတို့ကပေါ့နော်ကိုဘယ်လိုပြောမလဲဆိုတော့ဟိုလိုဘယ်လိုပြောမလဲဆိုတော့ဒီကျူးကျူးဆဆဆပေါ့နော်သူတို့လည်းစူးစားကိုရဲကလည်းသူတို့ဆွဲခေါ်မယ်သူတို့တင်ပေးစရာရှိရတင်ပေးမယ်ထိုးအပြင်မှာကျွန်တော်ကကြတော့ ဒီဟိုပါဗောနော်ဒီပြိုင်တဲ့အခါမှာလဲကျွန်တော်ကတင်းတင်းမြင့်မြင့်နဲ့ဗောနော်စီစီလုံးလုံးလေးတော့ဖြစ်စေချင်တာဗောနော်ဟိုလိုမျိုးဘယ်လိုပြောမလဲတရားနဲ့တရားအလိုမျိုးဒီ respect မပေးတာတို့ဘာလို့ကျွန်တော်ကလုံးဝမဖြစ်စေချင်ဘူးနော်အခုနောက်ပိုင်းမှာကြာတော့ကလေးတွေမှာဘာတွေ့ရလဲဆိုတော့ကျွန်တော်အခုနောက် generation မှာဘာတွေ့ရလဲဆိုတော့ဒီဘယ်လိုပြောမလဲဆိုတော့သူတို့ကတရားနဲ့တရားတိတ်ပြောဟိုဘယ်လိုပြောမလဲ respect တိတ်မချအရင်တော့ကြာတော့ပြောမယ်ဆိုရင်အရန်ချစ်ကြတာဟိုဘယ်လိုပြောမလဲရေကူးသမားအချင်းချင်းပေါ့နော်အရန်ချစ်ကြတယ်အရန်ခင်ကြတယ်သူတို့က ဒီပြိုင်ပွဲတော့မှသာသူတို့ကပြိုင်ပတ်ဒါပေမဲ့အပြင်မှာတွေ့ရင်တော့သူတို့ကတငယ်ချင်းနေပဲအဲ့လိုမျိုးပုံစံကျွန်တော်တွေ့ရတယ်အဲ့လိုမျိုးလေးကိုကျွန်တော်တို့ကဒီလိုမျိုးပေါ့နော်လာပြီးတော့ဟိုဟာဖြစ်စီနေတာပေါ့အဲ့လိုလေးရောရှိရပေါ့အဲညဒါဆိုရင်ဒါ global မှာဆိုရင်ရော global icon အနေနဲ့ဘသူ့ကိုအားကြအတူတူလဲများသောအားဖြင့်ရော Michael Phelps လို့ပဲပြောကြမယ်ထင်ပါတယ်အခုလက်ရှိရောဘသူ့ကိုအနေရေကူးရဲမှာဆိုလို့ရှိရင် Beffer ကိုအတူယူခြင်းလဲကျွန်တော် Beffer ကိုအတူယူခြင်းဆိုတော့ကျွန်တော်က200 breast main သမားဆိုတော့ကျွန်တော်ရဲ့အခု favorite ပေါ့နော်အားကြတဲ့လူကတော့ဒီ China မှာပေါ့နော်ဒီအခုဒီ top ဖြစ်နေတဲ့ဒီချင်ဟိုင်ရပေါ့နော်သူကကြတော့သူနဲ့လည်းကျွန်တော်အပြင်မှာလည်းဆုံခဲ့ဘူး။ဩအပြင်မှာလည်းဆုံခဲ့တယ်။သူရဲ့ဒီနေပုံထိုင်ပုံလည်းကျွန်တော်အကုန်လုံးတွေ့ဘူးပဲ။သူ့နေပုံထိုင်ပုံပြီးရင်သူသွားလာရဲ့ပုံပြီးရင်သူပြိုင်ပွဲဝင်လာတဲ့သူ့ရဲ့ move အပြင်နဲ့ပြီးရင်သူ့ရဲ့စိတ်ထားရစားကျွန်တော်အကုန်မြင်ဘူးရဲ့ဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအမှပြိုင်ရတော့ကျွန်တော်တို့ကနှစ်ပတ်လောက်ကြာတယ်။တေးဥပြင်မှာလား ဟုတ်စင်ကာပူမှာမဟုတ်စင်ကာပူမှာဝေါ်ချန်ပီယံရှစ်မှာကျွန်တော်တွေ့တော့သူ့ရဲ့ဘယ်လိုမျိုးသွာလာနေတဲ့ပုံစံရဆာကျွန်တော်ရေကန်မှာကြတော့အရှိမတိတ်တဲ့ယူမြင်နေရကျွန်တော်တို့နားနေတဲ့နေရာမှာဆိုရင် तू ကကျွန်တော်တို့ပြည်နာမှာနားနေရကျွန်တော်တွေ့ရတယ်သူတို့ဘယ်လိုမျိုးနားနေရလဲဆိုတော့ကျွန်တော်အကုန်သိရတယ်သူတို့တည်းရဲ့ training ဘိုင်းဆိုင်ရာမှာသူတို့စားတော့တာတွေဘာတွေမှာရောညီလေးတတိထားပြီးတော့လေ့လာရပြီးရှိလားရှိရရှိရဘာလို့လဲဆိုတော့သူတို့ရဲ့ဒီစားပုံတောက်ပုံနေပုံထိုင်ပုံကအစားကလုံးဝကိုဒီပြည်နာမှာ nutritious တယောက်ကသူတို့စောင့်ကြည့်နေရတယ် သူတို့ဘယ်ဟာဟိုဟာဖြစ်လဲသူတို့ဘယ်ဟာကိုစားသုံးလဲသူတို့ဘယ်ဆေးကိုသူတို့အတွက်ပို့ပြီးတော့ကောင်းစေလဲအာဆီယာစသူတို့အလုံးဝစပလင်မချိန်ပေးထားတယ်ပြီးတော့ထို့အပြင်မှာသူတို့ဒီ physiotherapist ပေါ့နော်ဘေးနားမှာရှိတဲ့သူ physiotherapist ဆိုတာတိုင်းသူကတွေ့ရလူခေါ်လို့မရဘူးဘယ်လိုပြောလဲသူတို့ရဲ့အကြောင်းကိုသိရလူသူတို့အကြောင်းကိုနားလဲတဲ့လူကြတော့မှခေါ်လို့ရတာအဲ့လိုမျိုးပုံစံပေါ့နော်သူတို့ဒေချာလေးကိုထိမ့်မှာဘယ်လိုပြောမလဲဆိုတော့သူတို့ကြည့်မယ်ဆိုတော့အားသာသမားတယောက်ဗျာတန်ဖိုးထားရဆိုတော့သူတို့ကရွှေတုံးလိုတကူတန်ဖိုးထားအဲ့လိုမျိုးပုံစံပေါ့နော် ကျွန်တော်ဒီမှာကြတော့ဒီအားကစားတစ်ခုကိုဘယ်လိုပြောမလဲဆိုတိတ်အားမပေးကြဘူးပေါ့နော်အားကစားလုပ်ရင်ဟာမင်းကဒီအားကစားပဲလုပ်နေရမင်းကဘလို့မှတက်လမ်းမရှိဘူးအဲ့လိုမျိုးကြီးရောကြုံနေရပေါ့နော်အဲ့လိုအတန်မျိုးကြီးကြားရင်ရောအဲ့ဒီဟာကြီးကြားရင်ရောဘလို့ခံစားရလဲအဲ့ဒီအတန်တွေရောဘလို့ကြော်ဖြတ်လာလဲကျွန်တော်အဲ့လိုကြားရင်တော့ကျွန်တော်ဘောကဘလို့ပြောမလဲဆိုတော့အော်လို့သူတို့ကအားကစားဟိုမှာမလုပ်ဘူးတာဟုတ်လို့သူတို့ကအားကစားဆိုတာဘာကြီးဆိုတာလည်းမသိဘူးအားကစားဆိုတာအားမကစားတာလို့ပဲသူတို့ကထင်နေကြတာတကယ်လို့အားကစားဆိုတာကကိုယ့်ရဲ့ဒီ နိုင်ငံကိုလည်းဂုံမြင့်ပေးတယ်ပြီးတော့ထို့အပြင်မှာဒီအားကစားဆိုတဲ့ဒီစိတ်သက်ပိုင်းဆိုင်ရာကိုလည်းညှင့်တင်ပေးရပေါ့သူတို့ကအဲတချို့ဆိုရင်နားမလဲဟောဟာမင်းအားကစားလုပ်နေမင်းတိုးတက်ဘူးမင်းကဘာမှလည်းဟိုဖြစ်မှာမဲ့ကောင်းမဟုတ်ဘူးအဲ့လိုမျိုးကြားရင်ကျွန်တော်ကတခါကျကျွန်တော်သူတို့ပြောနေတယ်မင်းတို့ဒီအားကစားသမားရဲ့နေရာမှာမင်းတို့ခံစားကြည့်ပါလားလို့ဘာလို့လဲဆိုတော့မခံစားဘဲနဲ့မပြောနဲ့ပေါ့နော်ကျွန်တော်တို့ဆိုအားကစားသမားဆိုတော့အချင်းချင်းဆိုတော့တယောက်နဲ့တယောက်နားလဲအားကစားဆိုတဲ့အတိတ်ပဲဗာလဲဆိုတော့ ဲ့လိုမျိုးတံပိုးမထားတဲ့လူတွေ့ရင်ဆိုကျွန်တော်အယမ်းဟိုဟာပေါ့နော်အသေးပေါက်တယ်တကယ်အသေးပေါက်တာဘာလို့လဲဆိုတော့သူတို့ကကြတော့သူတို့ထင်တာပေါ့နော်ဟာအားကစားသူတို့နိုင်နေရှုံးတယ်နိုင်ကျင်တယ်နိုင်ကျင်တယ်ဒါပဲတည်တာသူတို့တကယ်အဲ့လိုမျိုးအားကစားတစ်ခုရောက်ဖို့အတွက်ကိုသူတို့ဘယ်ကနေစပြီးတော့ကျင့်ရလဲဆိုတော့သူတို့ကမသိဘူးနားမလဲအဲ့ concept တစ်ခုကို ခုနကနေပြောလို့ရတာတရုတ်ကလိုကစားသမားတွေဆို nutritionist တို့ physiotherapist တို့ဘာလို့ဆိုအားကစားသမားအဲတိုင်းကတော့တကယ်ဟို team individual ကစားသမားဆိုရင်တော့မှဘေးနားမှာ team ကဝန်းရံထားတာများတယ်ပေါ့နော် nutritionist physiotherapy ဒါ sport psychologist တို့ပါ technical အများကြီးဝန်းရံထားတာပေါ့ညီမတို့အခုဒီရေကူးနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ nutrition ဘိုင်းတို့ training ဘိုင်းတို့မှာရောအဲဘယ်သူတွေကနေပြီးတော့ဘယ်လိုမျိုးကိုယ်အဲကြီးရှုပေးနေလဲပေါ့ကျွန်တော်ကကြတော့အခုကြတော့ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ကကိုယ့်ဖောက်ကိုလုပ်နေရတာဘယ်လိုပြောမလဲဆိုတော့ ကျွန်တော်ကကြတော့ဒီအားကစားပေါ့နော်ကျွန်တော်ကိုယ့်ဘာကိုလေ့လာတယ်ကိုယ့်ဘာကိုလုပ်တယ်ပြီးရင် training plan ရအစားကျွန်တော်ဆရာကြီးနဲ့တိုင်ပင်စီရရှိရတိုင်ပင်တယ်ပြီးကိုယ့်ဘာကိုပဲဖြတ်တန်းနေရတာကိုကနဲ့ကိုဒါစဉ်စဉ်ချင်းချင်းနေဖြစ်တယ်ဆိုတော့ဒါဘလိုပုံစံမျိုးလေးနေဖြစ်လဲဒါပြီးတော့ကိုကိုဒါ view site ဒါအကလာသမားဆိုတော့ကိုကို view site ရတယ်လေနော်အခုကိုရင်းလဲဒါကိုကိုအမြဲ view site နေရတာဆိုတော့ဒါကိုကိုကိုဘလိုပုံစံမျိုး view site ဖြစ်လဲပြီးတော့ကို့အတွက်ကိုအကောင်းဆုံးဖြစ်အောင်ဟောဒါဟို အစားတောက်ဖြစ်ရလဲအစားတောက်ဖြစ်တာပေါ့ပညာပိုင်းဆိုင်ရာမှာရောဒီ training နဲ့ပတ်သက်တဲ့ဟာတွေမှာရောပို့ပြီးနားလည်လာအောင်ဘယ်လိုပုံစံမျိုးတွေဒါကုပ်ကိုကိုအားကိုးပြီးတော့ဖြည့်ပြည့်လဲပေါ့ကျွန်တော်ဘယ်လိုမျိုးစပြီးတော့ဖြည့်ပြည့်ဖြည့်ပြည့်လဲဆိုတော့အဓိကတော့ကျွန်တော် nutrition အပိုင်းဆိုင်ရာကိုကျွန်တော်နေပုံထိုင်ပုံသင်ပေးတာတော့ကျွန်တော်အမေပေါ့နော်ဘာဖြစ်လို့ကျွန်တော်မြင်ကျွန်တော်အမေနဲ့တောက်လျှောက်ကြည့်နေရအမေကအားကစားသမားလားဟုတ်ဘူးအမေကအားကစားသမားမဟုတ်ဘူး तू က ဒါတော့ तू ကကြတော့အရင်တော့ကျွန်တော်တူနာပြုအလုပ်လုပ်တာပေါ့နော် तू ကအခုနားလိုက်တော့ तू ဘယ်လိုနေရမလဲဘယ်လိုတိုင်ရမလဲဘယ်ချိန်မှာအဲ့ရမလဲကျွန်တော်တခါကျရင်ကျွန်တော်တို့ဆိုရင်ဟိုပါပေါ့ကျွန်တော်ဆိုရင်ဟိုဘယ်လိုပြောမလဲဖုန်းနေပါရအောင်မှចောင်းတက်နေတော့အချိန်တော့ဖုန်းတော့မသုံးအောင် तू တိန်းထားတာ तू ကဖုန်းတိန်းထားတယ်နေစားပဲလို့ပြီးကိုယ့်ရဲ့ဝန်သားပိုင်းဟာတကူကိုလို့အဲ့လိုမျိုးပဲ तू က adapt လုပ်နေတယ်ကျွန်တော်တို့ဆိုရင်လည်းဒါအကျင့်သားရနေပြီအဲ့လိုမျိုးပေါ့နော်ဒီ screen time ကကြတော့ ဘာဖြစ်စေလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ nerve ကိုပေါ့နော်အဓိကတော့ရေကူးအာသာသမားတွေမှာကြာဒီ nerve system ပေါ့နော်အဲ့တစ်ခုကိုကြာတော့နည်းနည်းလေးတော့သိ focus မဖြစ်စေဘူးပေါ့အဲ့ဒါကြောင့်မလို့လဲကျွန်တော်ကိုကျွန်တော်အမေကကျွန်တော်နင်းနင်းဒီဟာဒီလိုမျိုးမလုပ်တင်ဦးနင်းဒါကို short ပြီးတော့သုံးတင်တယ်ดาวช็อปပြီးတော့တော့ပြီးတော့နင်းဒီလိုမျိုးအစားအစာပေါ့เนาะအစားအစာကိုလည်းဒီလိုမျိုးမစားဘူး ဒီစီနေတဲ့ဟာကိုစားရမယ်ပေါ့နော်အဲ့လိုမျိုးပုံစံလေးတွေကိုကျွန်တော်ကိုကျွန်တော်အမေရပဲကျွန်တော်ကိုယ်တိုင်သင်ပေးသွားတာအဲ့တော့အခုဒါဆိုရင်ညီလေး training training တွေလုပ်နေရပေါ့တနေ့နေ့ဒါ training day to day training လုပ်နေရဆိုရင်တနေ့ကိုဘယ်နှကြိမ်လောက်လုပ်ဖြစ်လဲကျွန်တော်တနေ့ကိုကျွန်တော်ဒီတိုင်ပွဲမတိုင်ခင်ပေါ့နော်ကျွန်တော်တနေ့ကိုပေါ့၃ကြိမ်လောက်တော့ကျွန်တော်လုပ်ဖြစ်တယ်အတော့၃ကြိမ်လောက်ကိုလုပ်ဖြစ်တယ်ဆိုတော့ကျွန်တော်ကမနက်ပိုင်းကိုကျွန်တော်ရေးကူးတယ်ကျွန်တော်မနက်ပိုင်းကကြာတော့ကျွန်တော်၆နာရီရနေပြီးတော့ကျွန်တော်၉နာရီကျော်ကျွန်တော်ရေးကူးပြတယ်ပေါ့နော် ပြီးတော့ကျွန်တော်ကအမှကျွန်တော်9နာရီ10နာရီဝင်ကျင်လာကိုကျွန်တော်စားဆရာရှိရစားလိုက်ပြီမနေ့စားစားရပါတော့ကျွန်တော်မနေ့စားစားပြီးတော့ကျွန်တော်က12နာရီနေပြီးတော့တနင်္ဂနွေလောက်ကိုကျွန်တော်ဂျင်ခန်းထဲဝင်နေပါတော့ဂျင်ခန်းထဲမှာဆိုတော့ကိုဘယ်လိုပြောမလဲဆိုတော့သူများကြီးလို Marcel ဟိုလိုမျိုးဒီလိုမျိုး gymnast လိုမျိုးပုံစံကြီးရေမဟုတ်ကျွန်တော်ရဲ့ဒီခန္ဓာကိုယ်မှာဘယ်အပိုင်းဆိုရင်လိုတယ်ဥပမာပေါင်ကျသားဆိုရင်ပေါင်ကျသားလိုတယ်ပြီးခန္ဓာကိုယ်ရဲ့ belly ပုံမှာလည်းဘယ်လိုမျိုးလိုလဲဆိုတာ ဲ့ဒါကိုလည်းကျွန်တော်လုပ်တယ်လုပ်ပြီးတော့ပြီးရင်ကျွန်တော်ပြန်လာနားပြီးတော့ကျွန်တော်က၄နာရီခွဲရနေပြီးတော့ကျွန်တော်၆နာရီခွဲကြတော့ကျွန်တော် training up နောက်တစ်ကြိမ်ပြန်လောက်ခြေလေးနောက်တစ်ခါပြန်ပြီးနောက်တစ်ခါပြန်ကူအော်ဟိုအကိုတို့ဒါအရင်တည်းကတော့ဟိုဖတ်ရတာပေါ့နော်အကိုအရင်တည်းကတော့ဒါတရင်တွေဘာတွေမှလည်းဖတ်ရတာပေါ့ဒါရေကူးသမားတွေအကိုကိုယ်တိုင်လည်းရေကူးပါတယ်ဒါရေကူးပြီးလို့ရှင်ဘိုက်အရန်စားတတ်တာပေါ့နော်အော်ရေကူးပြီးရင်ရေကူးသမားတွေဆိုလို့ရှင်လည်းစားတဲ့ကယ်လီတွေကနည်းနည်းနော်နော်မဟုတ်တော်တော်လေးပြန်ဖြည့်ရတယ်ထင်မှပါတယ်အဲ့တော့ခုနကပြောရဲ nutrition ကိစ္စလည်းမင်းနဲ့ဒါညီလေးဆိုရင်ရော အခုနည်းလေးတစ်ချက်လောက်တနေ့တာဘာကြီးစားပစ်လဲဘာကြောင့်စားပစ်တာလဲဘယ်လိုပုံစံမျိုးနဲ့ကိုယ့်ကိုပြန်ဖြည့်နေလဲဆိုရဲဟာမျိုးလေးပြောပြပေးပါလားကျွန်တော်ကအဓိကကျွန်တော်စားတာပေါ့နော်ကျွန်တော်မနက်ပိုင်းဆိုရင်ကျွန်တော်ကအစီမပါတဲ့ဟာပေါ့နော်ဥပမာနန်ပြားလို့ပါလို့ဥပမာနန်ပြားဟာ training မတိုင်ခင် training မတိုင်ခင်ဆိုတော့ training ဘောပေါ့နော်ကျွန်တော်မနက်ကိုစောစောထားတယ်ကျွန်တော်စောစောထားရဲ့အချိန်ကျရင်ကျွန်တော်ကဘယ်ချိန်လောက်ထားလဲ မနေ့ဆိုရင်ကျွန်တော်က training 6နာရီစားတာဆိုတော့ကျွန်တော်ကကျွန်တော်အိမ်နဲ့ဒီ training can နဲ့ကနီးနီးလေးဆိုတော့ကျွန်တော်9နာရီခွဲဒါမှမဟုတ်ကျွန်တော်9နာရီ45လောက်မှထားပြတာပေါ့အဲ့ကြရင်ကျွန်တော်ကဒီ mile ပေါ့နော်ကျွန်တော် mile တစ်ခွက်တောက်တယ်တောက်တယ်ပြီးရင်ကျွန်တော်ကြောက်တလုံးစားတယ်ပေါ့နော်စားပြီးတော့မှကျွန်တော်က training ကိုသွားတယ်ပေါ့ training သွားတော့ကျွန်တော်အပေါ်မှာဒီ warm up တွေပါလုပ်ဆရာရှိရလုပ်တယ်ပြီးရင်ရီကူးရပေါ့အဲ့ပြီးတော့ကျွန်တော်မနက်စာကိုကြာတော့ကျွန်တော်အဓိကပါစားလဲဆိုတော့ ကျွန်တော်တခါကြာရင်ကျွန်တော်စားရင်တော့မှအကုန်လုံးလန့်ကြတယ်လူတွေကဟိုဘယ်လိုပြောဆိုကျွန်တော်ကစားရင်ပေါ့နော်ဒီအစီတော့နည်းနည်းပဲပါတယ်ဒါပေမဲ့ကျွန်တော်စားရင်နှစ်ပွဲသုံးပွဲလောက်ကျွန်တော်စားတာအဲ့လိုမျိုးပုံစံကျွန်တော်တောက်ရင်လည်းဘာဘာစားဖြစ်လဲဘာစားဖြစ်လဲဆိုတော့ကျွန်တော်ကဘယ်လိုပြောမလဲဒီအသားမြတ်မြတ်ပေါ့နော်အသားမြတ်မြတ်ပါဥမာကြက်သားတို့ပါတို့ဥမာကြက်သားဆိုရင်ဂျပန်လိုမျိုးစတိုင်ချက်ထားတဲ့ကြက်သားတို့ပြီးတော့အိမ်မားကြတော့အမဲသားတို့အဲ့လိုမျိုးအထီးကရာအစားဖြစ်တယ်ပြီးတော့ထမင်းကိုလည်းကျွန်တော်ကဟို ဘယ်လိုပြောမလဲဆိုအဓိကပြောမယ်ဆိုတော့ဒီအာသာသမားမှာဆိုတော့ကယ်လိုရီကတော့လိုတယ်ကယ်လိုရီကလိုတယ်ဆိုတော့ကျွန်တော်ထမင်းကိုကြာတော့နည်းနည်းလေးတော့လိုက်အောင်လို့စားပြရတယ်ပြီးတော့ထမင်းနည်းနည်းစားလာအသားနဲ့ထမင်းနဲ့ဆိုပဲရဖို့စားပြလေအသားနဲ့ထမင်းဆိုရင် ကျွန်တော်အသားစားပြတယ်အော်ဘာဘာပြလဲလဲဘာလို့လဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်မှာကဥပမာမနက်ပိုင်းမှာဆိုရင်ကူးလာပြီမနက်ပိုင်းမှာကူးလာရတဲ့ဟာကြတော့ကျွန်တော်တို့ရဲ့ကြွက်သားတွေက ဒီလိုဘယ်လိုပြောမလဲဆိုတော့ဒီခန္ဓာကိုယ်ကလည်း brand နဲ့ပြီးတော့ကြွသားရလည်းတချို့စခါကျရင်ကျွန်တော်တချို့ရက်တွေဆိုရင်ကျွန်တော်တို့ဒီပခုံးတွေဒီ shoulder တွေတို့ကျွန်တော် bicep တွေတို့ကျွန်တော်နားတွေရက်တွေရှိတယ်အဲ့ဒီအချိန်ကြီးဒီကြွသားတစ်ခုကို recovery ပြန်ဖြစ်အောင်ပေါ့နော်ကျွန်တော်အဲ့လိုပြန်လုပ်ပြရတာပေါ့အဲ့လိုမျိုးပုံစံပေါ့ အော်ဟိုကာဗွန်ဟိုက်ဒရိတ်ကလည်းတကယ်ကြောင့်ရှင်ဟိုအရေးကြီးတဲ့အထက်မှာပါတာပေါ့နော်ဒါပါတာအားထွက်တဲ့ဟာကာဗွန်ဟိုက်ဒရိတ်ကနေပြီးတော့ထွက်တာဆိုတော့အော်ညီလေးဟိုတနေ့ကုန်မှာဆိုလို့ရှင်ပရိုတင်းကိုပဲပို့ပြီးဦးစားပေးပြီးတော့ရေကူးသမားတယောက်အနေနဲ့ပရိုတင်းကိုပဲပို့ပြီးဦးစားပေးပြီးစားပြစ်တဲ့ဟာပဲများလာဒါမှမဟုတ်ရှင်ကာဗွန်ဟိုက်ဒရိတ်ကိုပဲပို့ပြီးတော့ပြိုင်ပွဲနားနေတဲ့အချိန်တို့ဒါမှမဟုတ်လို့ရှင် recovery ဖြစ်ပဲ့အချိန်တို့ဘာလို့မှာ designated time ရှိလားကာဗွန်ဟိုက်ဒရိတ်ကိုပို့စားပြစ်ဖို့အချိန်ကာဗွန်ဟိုက်ဒရိတ်ကိုကြာတော့ကျွန်တော်စားပြစ်တာရှိတယ်အဓိကတော့ကျွန်တော်တို့ရဲ့ဒီအားကစားမှာပေါ့နော်ဒီ မြတ်တောင်အောင်စားတာပေါ့နော်တခါကျကျွန်တော်တို့ချို့ရက်တွေကြတော့ကျွန်တော်အရန်ပင်ပန်းလာတာရှိရင်ဆိုကျွန်တော်ကာဘိုဟိုက်ဒရိုပို့ပြီးဖြည့်ရတဲ့ရက်တွေရှိတယ်။ကျွန်တော်ကြတော့ကျွန်တော်တို့ဒီခန္ဓာကိုယ်မှာကျွန်တော်တို့ဒီအရန်နာလာတာတို့ပါတခုတွေပါဖြစ်လာရဲဆိုရင်ကျွန်တော်တို့အသားတက်ကိုပို့ပြီးစားပြရတဲ့ဟာရှိအဲ့လိုမျိုးပုံစံတော့ရှိရပါတော့။အော်အဲ့ဒါဆိုလို့ရှိရင်ဒါကတော့ဟိုကိုယ့်ရဲ့ဒီ ကိုယ့်ရဲ့ training program ကိုယ့်ရဲ့ training program အပေါ်မှာထိုက်ပြီးတော့ feeling ပေါ်မှာလည်း yes feeling ပေါ်မှာလည်းမူတည်ပြီးတော့တောက်လျှောက်မှာဖြစ်တယ်။တချို့ရက်နေဆိုရင်ကျွန်တော်အသားကြီးပဲဆိုင်စားကျင်တယ်ဗျာဆိုပြီးတော့အသားပဲထိုင်စားနေရတယ်ရှိ။ Oh I see I see ဟိုပြီးတော့ညီလေးဒါ nutrition ဘိုင်းပေါ့နော်ပြီးတော့ဟိုဒီအစားပိုင်းမှာလည်းကိုအရှိအအတူယူခဲ့ရတဲ့ local ကစားသမားတွေရောနိုင်ငံခြားကနေပြီးတော့အတူယူရတဲ့ကစားသမားတွေရောမှာညီလေး describe လုပ်ထားတဲ့အထက်မှာဒါသူတို့ရဲ့ဒီစိတ်ပိုင်းဆိုင်ရာ oral ော်ရာရှိတဲ့ဟာစိတ်ပိုင်းဆိုင်ရာဘက်ကိုပို့ပြီးဦးစားပေးပြီးပြောသွားရလေကိုတွေ့ရတယ်ပေါ့အဲ့တော့ဒါညီလေးကိုယ်တိုင်လည်းဒါနိုင်ငံလူရေးစင်ကစားသမားတယောက်ဖြစ်လာပြီဆိုရဲအနာမှာဒီအကစားသမားတယောက်အနေနဲ့အောင်မြင်ဖို့အတွက်ကစိတ်ပိုင်းဆိုင်ရာကပို့အရေးကြီးတယ်ထင်လားရုပ်ပိုင်းဆိုင်ရာ physical ကပိုအရေးကြီးတယ်ထင်လားအဓိကတော့ကျွန်တော်ပြောမယ်ဆိုရင်တော့ဒီစိတ်ပိုင်းဆိုင်ရာအရေးကြီးတယ်ပေါ့နော်ပြီးတော့မှစိတ်ပိုင်းဆိုင်ရာပြီးတော့မှကျွန်တော်ရုပ်ကနောက်ကနေလိုက်လာတော့ရုပ်ပိုင်းဆိုင်ရာတဖြည်းဖြည်းနဲ့လိုက်လာတာပေါ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီစိတ်ထဲမှာပေါ့နော် ကိုရီးယားကျတော့ဒီတစ်ခုရောက်အောင်လုပ်ရမယ်ဆိုတော့စိတ်ကအမြဲရှိနေပို့ရမယ်တခုဆိုရင်ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့ဆိုရင်တစ်ခါကျရင်ရေကူးနေတဲ့အချိန်ကျွန်တော်အရန်ပင်မနေတဲ့အချိန်ကျွန်တော်အရန်ရှော့နေတဲ့အချိန်ရှိတယ်လုံးဝဆက်ပြီးတော့ကူးနေလို့ကူးလို့မရတော့တခါကျရင်လက်တွေပိုင်းမြောက်လို့မရကျွန်တော်အဲ့အချိန်ကျရင်ကျတော့ကျွန်တော်ကစိတ်တက်ပိုင်းဆိုင်ရာစပြီးတော့ကစားနေပြီအဲ့အချိန်ကျရင်တော့စိတ်တက်ပိုင်းဆိုင်ရာကအရန်ရေကြီးပါဘူးနော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဟိုမှာပြိုင်လေတရံတယောက်ကဘယ်လိုပြောမလဲတူပြီးတော့ဒန်းတူပြီးတော့ရောင်းပြိုင်နေမယ်ဆိုရင်လည်းကျွန်တော် စိတ်တဲ့ဘိုင်းနဲ့တိုက်ရမယ်။ तू ကြမလားကိုကြမလားပေါ့နော်။အဲ့လိုမျိုးတိုက်ရတယ်။အဲ့ဒီကြမှသာဘသူကအနိုင်ရှုံးဆိုတာပေါင်းဝင်ကနေမှထွက်လာတာ။တချို့ဆိုရင်စိတ်တဲ့ဘိုင်းနဲ့တိုက်ပြောလဲနိုင်ဝိုင်းလူလည်းရှိရပေါ့နော်။အော်ဟောဒါဆိုစိတ်ပိုင်းစိတ်တဲ့ဘိုင်းဆိုင်ရာကအရေးကြီးတယ်လို့ခံယူထားတယ်ဆိုလို့ရှိရင်ဒါနေလေးဒါဒီရေကူးကန်ထဲမှာရေကူးနေတဲ့အချိန်တို့ပါတော့ဒါ physical train လောက်တာပေါ့ gym ဆိုလို့ရှိရင်လည်းဒါ physical site ကို train လို့ဖြစ်တဲ့ဒါကဏ္ဍလေးပေါ့ဒီ mentor ဘိုင်းအရေးကြီးတဲ့ mentor ဘိုင်းကိုညီလေးဘယ်လိုတွေ train ဖြစ်လဲဘယ်လိုတွေပြင်ဆင်ထားလဲကျွန်တော် mentor ဘိုင်းကိုဘယ်လို train ဖြစ်လဲဆိုတော့ကျွန်တော်ကဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ကတခါလေးကြာရင်တော့ကျွန်တော်စာအုပ်ဖတ်တာပေါ့နော်စာအုပ်ဖတ်တယ်ကျွန်တော်စာအုပ်ဖတ်ပြီးတော့ကျွန်တော် motivation ဖြစ်စေမဲ့စာအုပ်တွေလည်းဖတ်တယ်ပြီးတော့တခါကျကျွန်တော် podcast တွေလည်းနားထောင်ပြတာပေါ့ကျွန်တော်တို့အရင်တော့ဟိုဟာတို့ Kobe Bryant တို့ပြီးတော့ဒီ Michael Phelps တို့ပြီးနောက်ထပ်ဒီနာမည်ကြီးရဲ့စာရေးဆရာတွေကိုပြောတဲ့ဟာတွေတို့ပါ ဲ့လိုမျိုး podcast တွေကျွန်တော်နားထောင်ဖြစ်တာပေါ့နော်ပြီးတော့တခါကျရင်ကျွန်တော်ဟိုဘက်နိုင်ငံမှာရှိရဲတခါကျရင်ကျွန်တော်အဲ့လိုမျိုးစိတ်သက်ပိုင်းကိုပြင်ဖို့အတွက်ဆိုရင်ဟိုဘက်နိုင်ငံမှာ podcast လုပ်နေတဲ့ရီကူတမားတို့ပြောတဲ့ဟာကျွန်တော်သူတို့ဘယ်လိုမျိုးကြုံတွေ့နေရလဲသူတို့အဲ့ခက်ခဲကိုကျွန်တော်ဘယ်လိုဖြတ်သန်းနေရလဲငါတို့ကဒီဟာမျိုးဘယ်လိုမျိုးဖြတ်ပြီးတော့ဖြတ်ကြော်မလဲပေါ့နော်သူတို့ကအဲ့လိုမျိုးပေါ့ discuss လုပ်တဲ့ပုံစံမျိုးနေပြောနေကြတယ်လို့ကျွန်တော်နားထောင်ဖြစ်တယ်ပြီးတော့ထို့အပြင်မှာကျွန်တော်ကဒီစိတ်သက်ပိုင်းဆိုင်ရာကိုစိတ်သက်ပိုင်းဆိုင်ရာကိုရောက်မြင့်တင်တယ် ပြီးတော့အဲ့အပြင်မှာကျွန်တော်ပြိုင်ပွဲကိုပြိုင်ခံနေကြရင်လည်းကျွန်တော် visualize ပေါ့နော်ကိုကိုပြိုင်ပွင့်ခန်းမှာရောက်ပြီးတော့ရောက်နေပြီပေါ့ကျွန်တော်အဲ့အချိန်ညာငါအဲ့အချိန်ညာရင်ပြိုင်ပွင့်ပြိုင်ပွဲကွင်းထဲမှာပေါ့နော်ရောက်နေတဲ့အချိန်ညာငါအဲ့ရဲ့ငါဘယ်အချိန်ကနေဘယ်အချိန်ကိုဘယ်လိုမျိုးတင်မလဲနောက်ဆုံးအချိန်ညာရင်ငါအားကိုဘယ်လိုမျိုးညှစ်ထုတ်မလဲတကယ်လို့ဟိုဘက်ကငါကနောက်ကျနေပြီဆိုငါအဲ့ကောင်ဘယ်လိုမျိုးပြန်ပြီးမြင်အောင်လိုက်ရမလဲဆိုတာကျွန်တော်မျက်လုံးထဲမှာတော့နော် visualize ပေါ့နော်မြင်ရတယ်ပေါ့အဲ့လိုမျိုးပုံစံလေးကျွန်တော်ခဏခဏကျင်းပြတော့ ဟိုဒါဒါခုနကပြောဒီ podcast စီလဲနားထောင်နေတခြားဒီတခြားကို inspiration ယူရဲကစားသမားတွေလည်းရှိတယ် stories တွေလည်းရှိတယ်ဆိုတော့ဟိုဘယ် story တခုဘယ် quote တခုอ่ะညီလေးရဲ့ဒီအားကစား career တခုကိုအများကြီးလွှမ်းမိုးမှုရှိစေလဲကျွန်တော် quote တခုကိုဘယ်လိုမျိုးခဲ့ပြီ story ပဲဖြစ်ဖြစ် story ပေါ့เนาะ story ကကြတော့ဘယ်လိုမျိုးဖြစ်ခဲ့ဘယ်လိုမျိုးဖြစ်စေလဲဆိုတော့အရင်တော့ဆိုရင်ကျွန်တော်တို့ ပြန်ကြည့်ရမယ်ဆိုရင်အရင်တော့ဆိုရင်တချို့အရင်တော့တင်မောင်နီပေါ့နော်ကျွန်တော်ဆရာကြီးအများအားပြောရတယ်ပေါ့နော်တင်မောင်နီဆိုရင်သူဆိုရင်ရွာကနေတက်လာတာတင်မောင်နီကျွန်တော်မြန်မာပြည်ရေကူးလောကမှာတော့သူကအရင်ထင်ရှားကြော်ကြားလို့ပေါ့နော်သူကဂျပန်မှာပြိုင်တော့ကလည်းသူကရှူရစိတ်စုရောင်းယူဝင်နိုင်ခဲ့တဲ့ကစားသမားပေါ့နော်သူဆိုရင်ရွာကနေပြီးတော့မြစ်ချောင်းကနေပြီးတော့ကူးလာတာပေါ့နော်အဲကူးလာတယ်သူအကြောင်းပေါ့ဆရာကျွန်တော်ဆရာတို့အများအားပြောပြတယ်သူဆိုရင်မြေချောင်းနေကူရတယ်အဲ့ဒီအချိန်မှာမှဂျပန်တယောက်ကပေါ့နော်ဂျပန်လင်မယားနှစ်ယောက်က သူ့ရဲ့ဒီကူးနေဟာသူ့ရဲ့တန်တဲ့ဟာကိုတွေ့တော့သူ့ကိုကောက်ယူပြီးတော့ဟိုဘယ်လိုပြောမလဲဆိုတော့တေချာဂီယူဆိုင်ပြီးပြီးတော့ train လိုက်တဲ့အချိန်မှာသူ့ရဲ့ဟာကြီးကိုပြောင်းလဲသွားတွေ့ရဒါဘာပဲဖြစ်ဖြစ်အဲ့ရဲ့ဟာကိုလည်းကျွန်တော်နားထောင်လိုက်ရခြင်းအဖြစ်လဲကျွန်တော်စိတ်ထဲမှာလည်းဟာငါဒါကဘယ်လိုပြောမလဲဆိုငါဒါကြီးကိုမလုံနိုင်ပဲနဲ့ငါမလုံနိုင်စရာအကြောင်းမရှိဘူးပေါ့နော်ငါတို့လည်းလုံနိုင်တာပဲငါတို့လည်းလူနှစ်ဖက်လက်နှစ်ဖက်ခြေနှစ်ဖက်ပါနေရပါပဲ ငောက်ဒါကိုမဖြစ်နိုင်စရာအကြောင်းမရှိဘူးကျွန်တော်အဲ့လိုမျိုးသွားရတယ်ဗောနော်အဲ့အပြင်မှာကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဆိုတော့ကျွန်တော်အမေကလည်းကျွန်တော်ကိုအားပေးတယ်ဗောနော်ဘယ်လိုလဲဆိုတော့ဒါဒီတစ်ခုကိုဒီတစ်ခုကိုနင်းမလုံနိုင်ဘူးဆိုရင်နောက်ကိုပြန်ပြီးလှည့်ကြည့်လို့မရတော့တိုက်ပွဲကအရှိမတိုက်နေပြီနောက်ကိုပြန်ပြီးတော့နောက်ကဆုတ်လို့မရတော့နင်းအဲ့ချိန်ကျရင်နင်းဘယ်လိုမျိုးပြန်ပြီးတော့ဖြတ်ကျော်မလဲဗောနော်ပြီးတော့နောက်တစ်ခုကကျွန်တော်ကိုတခါကြီးကြရင်ဗောနော်ကျွန်တော်ကိုကျွန်တော်ပြန်မေးပြတာဗောနော် ကျွန်တော်အဲ့လိုမျိုးပေါ့စိတ်ဓာတ်တွေပါကြနေတဲ့အချိန်တော့ကျွန်တော်တကယ်ကိုရေကူးလောကကိုတကယ် give up အရန်ပြေးနေတဲ့အချိန်ကျွန်တော်ကိုကျွန်တော်ပြန်မြင်ငါဒီဟာယူစခဲ့တာဘာကြောင့်စခဲ့ရလဲပေါ့နော်ငါဒီလောက်ကြီးနှစ်ကကြာနေငါဒီရစခဲ့တဲ့အချိန်ကငါဘာလို့အဲ့လိုမျိုးဒီလိုမျိုးစခဲ့တာလဲရပြီးတော့ငါဘာရွေချက်အတွက်သွားနေရလဲဆိုတာရေပေါ့နော်အဲ့ဒါကျွန်တော်ပြန်စဉ်းစားလိုက်အချိန်မှာကျွန်တော်ကပြန်ပြီးတော့အာပြန်တက်လာတာ ဲ့ရနေပြီကျွန်တော်လှုပ်ဆရာရှိရဆက်လှုပ်တယ်ကျွန်တော်ဘယ်အပိုင်းမှာအားနေနေလာလဲဆိုတော့လေကျွန်တော်ကိုကျွန်တော်ပြန်ပြုတ်ယူဆက်ပြတော့ဘာညီလေးဘာရီရောညီလေးတို့ဒီအားကစားကိုနားစီနားကျင်နေဆိုရဲခြေနေမျိုးဖြစ်စီတာလေပေါ့အော်ဖြစ်စီတာပေါ့ကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့အရင်တော့ဆိုရင်ကျွန်တော်တို့ကဒီရေကန်ဆိုရင်လည်းဗျာဘယ်လိုပြောမလဲဆိုတော့ရေကန်မှာကဟိုအမျိုးသားရေကူကန်မှာပေါ့နော်ကူကလေဒီကိုကျွန်တော်တို့ဆိုရင်တစ်ခါလေးကြာရင်ကျွန်တော်အမျိုးသားရေကူကန်ကနေပြီးတော့ ဟိုကူးပွင့်မရတာတို့ဘာတို့ကရှိတယ်အဲ့ချိန်ကျကျွန်တော်ကံပြောင်းနေတာတို့ဘာတို့လည်းရှိတယ်ဗောနော်ကံပြောင်းနေကျွန်တော်တခြားကံမှလည်းသွားကူးပြန်လဲကျွန်တော်တခြားကံကလည်းကျွန်တော်တို့အဲ့လိုမျိုးဘယ်လိုပြောမလဲဆိုတော့ဟိုဗောနော် မကြိုက်ကြဘူးဗောနော်အဲ့ဒီကြိုက်ရင်လည်းကျွန်တော်တို့ဒီကူးပွင့်မပေးဘူးဗောနော်အဲ့လိုမျိုးပုံစံနေနဲ့ပြီးထိုးအပြင်မှာကျွန်တော်ပြဿနာကြီးဗောနော်အများကြီးရင်ဆိုင်ရတာငွေကြီးပြဿနာတို့ဒီလူမျိုးပြဿနာတို့ဗောနော်အဲ့လိုအများကြီးကိုရင်ဆိုင်ရတဲ့အချိန်ကျတော့ဒီခါကျကျွန်တော်ဘယ်လိုပြောမလဲဆိုတော့စိတ်တိုက်ကြတာလေပြီးတော့ လိုပြောမလဲဆရာကြီးအချင်းချင်းပေါ့နော်အဲ့လိုမျိုးဖြစ်လာတဲ့ပြဿနာလေးကိစ္စလေးအဲ့လိုမျိုးကြုံလာတဲ့ခါကျရင်လဲကျွန်တော်ကစိတ်သက်ကြတာပေါ့နော်အဲ့လိုမျိုးပုံစံပေါ့အော်အခုဆိုလေဒါညီလေးဆိုရင်ဒါနိုင်ငံကိုစားပြုကစားသမားဖြစ်တော့ဖြစ်နေပြီဒါကိုတိတ်မကြခင်ချိန်တုန်းမှလည်းရှင်းတော်အချောက်သွားရမယ်ဆိုတော့ဒါဟိုအသက်9နှစ်လောက်ကနေပြီးတော့လဲစပြီးတော့ကစားခဲ့တာဆိုတော့ဒီအဆင့်ကိုရောက်ဖို့အတွက်အဲဘယ်လောက်ထိစူးစမ်းခဲ့ရလဲဘယ်လို training မျိုးတွေပို့ပြီးတော့လုပ်ခဲ့ရလဲကိုယ့်ရဲ့ပြိုင်ဘက်တွေကြားထဲမှာဒီလိုမျိုး အဲကိုကနေပြီးတော့နေရတနေရရဖို့အတွက်ဘယ်လောက်ထိကြိုးစားခဲ့ရလဲဆိုတဲ့ဟာလေးကိုတစ်ချက်ပြောပြပါအောင်ကျွန်တော်ဒီလိုမျိုးနေရကိုရဖို့အတွက်ကကျွန်တော်ငငယ်လေးတော့တော့ပေါ့နော်သူများရေဆိုရင်ပျော်နေတဲ့အချိန်ရှိတယ်။သူများရေဆိုရင်တချို့ဆိုရင်ကြောင်းသွားပြီးရင်သူတို့စော့ကြရကစားချိန်တွေရှိတယ်။ဘယ်လိုပြောမလဲသူတို့အားလဲချိန်တွေရှိတယ်။သူတို့တစ်ခါကျအပြင်းနေပါတယ်။သွားနေတဲ့အချိန်ရှိတယ်။ကျွန်တော်တို့ဆိုရင်တစ်ခါကျရင်ကျွန်တော်တို့ဆိုရင်တစ်နှစ်မှတစ်ခါလောက်ပဲကျွန်တော်တို့အပြင်းသွားပြတယ်ပေါ့နော်။ဟိုဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့ကဒီ ရေကူးရေကူးကြီးပဲเนาะမနဲ့လည်းရေကူးညလည်းရေကူးနွေရတယ်လည်းရေကူးမိုးရုံးလည်းရေကူးစောင်းနှုန်းလည်းရေကူးသူများရဟိုနားနေပြီးအေးဆေးခရီးပါသွားနေချိန်ကကိုရီးယားရေကူးပဲပေါ့เนาะအဲ့ပုံမှာ focus ထားရတယ်ပေါ့เนาะပြီးတော့ဘယ်လိုပြောမလဲကျွန်တော်တို့မှလည်းဟို target တစ်ခုရှိနေတော့ target တစ်ခုရှိနေတော့ကျွန်တော်တို့ကအဲ့လိုမျိုးအမြဲတမ်းပြီးတော့ကူးနေရပါเนาะကျွန်တော်ရေကူးကကြာဘယ်လိုပြောမလဲဆိုကျွန်တော်တို့ကဥပမာပြောမယ်ဆိုကျွန်တော်တို့2ရက်3ရက်လောက်ကနားလိုက်ပြီးဆိုတာနဲ့ကျွန်တော်ရေကူးကတိတာပေါ့เนาะရေကောင်းကောင်းကူးလို့မရတော့ကျွန်တော် nerves တွေကဘယ်လိုပြောမလဲဆိုတော့တိတ်ပြီး adapt ပြန်မဖြစ်တော့ မလန်းတော့ဘာဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ရေကူးတာရေမမိတာတို့ဘာလို့ကျွန်တော်ဖြစ်လာကျွန်တော်အဲ့အချက်ရေကူးကလည်းနားလို့မရအောင်အဲ့လောက်ကြည့်ရမင်းဆိုအခုဆိုရေတောက်လျှောက်ကူးနေရပါတော့ဘယ်လောက်လောက်မနာပဲနဲ့ကူးနေရဘယ်နေရဇက်တိုက်လောက်ရှိပြီလဲဘယ်လောက်အချိန်တိုင်းတာဘယ်လောက်လောက်ဇက်တိုက်ရှိနေပြီလဲကျွန်တော်ကဒီဘောတော့ဘယ်လိုပြောမလဲဆိုတော့ဒီကျွန်တော်ငငယ်လေးကတည်းကဒီ၈နှစ်ကနေပြီးတော့ကျွန်တော်ကဒီ၁၄နှစ်အတွင်းမှာတော့ကျွန်တော်တောက်လျှောက်ကူးတယ်ရေကိုတောက်လျှောက်ကူးတယ် ရှိတောက်ရှက်ကူမရက်ဘူးပေါ့နော်တောက်ရှက်ကူလုံးဝမနာဖြစ်ဘူးလုံးဝမနာဖြစ်ဘူးဆိုတော့ဘယ်လိုပြောမလဲဆိုတော့တချို့ကျွန်တော်နေမကောင်းတဲ့ရက်တွေတော့ပါဘူးရှိတယ်အဲ့ရကနေလွဲပြီးတော့ကျွန်တော်ကြံတဲ့ရက်တွေကတော့လို့မနာဖြစ်ဘူးပြီးတော့ဘနာမှာဟိုဟာဖြစ်သွားလဲဆိုရင်ဘယ်နာမှာစပြီးတော့ဖြစ်ကြတာလဲဆိုရင်ကိုဗစ်ပေါ့နော်ကိုဗစ်အတွင်းမှာလဲကိုဗစ်အတွင်းမှာလဲကျွန်တော်မနာမနာဖြစ်ဘူးအဲ့လောက်ကြီးဘာလို့လဲဆိုတော့ကျွန်တော်ဆရာနဲ့ကျွန်တော်နဲ့တည်တဲ့အတီးပေါ့နော်ကျွန်တော်ဟိုမှာသစင်ကုန်းကံမှာကျွန်တော်ကရေကူးကြတယ်အဲ့ဆယ်မီတာကံမှာလဲကျွန်တော်ချတာပဲကူးတာပဲ ဲ့လိုမျိုးပုံစံသူတို့ကဆွဲခေါ်တာပေါ့နော်ကျွန်တော်အဲ့လိုမျိုးပုံစံလေးပေါ့တောက်လျှောက်ကူးပြင်းနေတာအဲ့လိုမျိုးပုံစံလေးတွားနေတာပြီးတော့ကျွန်တော်ကဟိုပါပေါ့နော်ဒီဆယ်ဆယ်တန်းမှာဖြေတော့ကျွန်တော်ခဏလေးရောနားလိုက်တယ်ပေါ့ဘာလို့လဲဆိုစာဘက်ကလည်းကိုကနည်းနည်းပြန်ပြီးတော့အရေးကြီးလာတယ်ဆိုတော့ဒီအခက်ခဲတစ်ခုပညာရေးမှာလည်းအဲ့လိုပဲပေါ့နော်ဒီကိုကတခုကိုရောက်နေပြီအဲ့ခက်ခဲလေးတခုဖြတ်ကျော်ပြီးသွားပြီဆိုတော့ဥမာ12တန်းပေါ့နော်12တန်းကိုဖြတ်ကျော်ပြီးသွားပြီဆိုတော့ ਨੇ ကိုရဲ့ဒီ career တခုပြန်ပြီးတော့ ပြန်သွားလို့ရရပေါ့နော်အဲ့လိုပုံစံကျွန်တော်ကဘာဖြစ်လို့ဆိုတော့ကျွန်တော်ဒီ career တစ်ခုကိုဒီ swim career တစ်ခုကိုကျွန်တော် build တစ်ခုလုပ်ပြီးသွားပြီလှုပ်ထားတယ်ကျွန်တော်ဒီဘက်ကပညာရေးတစ်ခုကိုလည်းကျွန်တော်ကပြီးအောင်တိုင်အောင်ငါပညာတော့တက်မှရမယ်ငါ့ကိုဒီလိုမျိုးဘယ်လိုပြောငါအားကစားမှလည်းတော်ရမယ်ပညာရေးကလည်းငါအဲ့လောက်မငြင်းအောင်ဆိုရဲစိတ်ကိုကျွန်တော်ထားတာပဲပေါ့အဲ့တော့အဲဒါဆိုရင်ဟိုအကိုတို့ဆိုလဲဒါ အဲတကယ် training အရင်လုပ်နေတဲ့အချိန် training အရင်မိနေတဲ့အချိန်တို့ပါတော့မှာဆိုလို့ရှိရင်အရင်ခီးသွားမယ်ပါသွားမယ်ဟိုသွားမယ်တည်သွားတာဒါပေမဲ့တကယ်ချင်းနေရာဟိုသွားမယ်တည်သွားမယ်ခေါ်လို့ရှိရင်ဒါဆိုရင်ဟိုရွေးရခတ်တာပေါ့နော်။ဘာလို့ကိုလောက်လာတဲ့ training တခုကဒါအရှင်ရနေပြီဆိုတော့အဲညီလေးမတော့ဒါမျိုးဒီတကယ်ချင်းနေနဲ့ဟိုဒီဟိုဒီဟိုတကယ်ချင်းနေရာမဟုတ်သွားစားမယ်လို့ခေါ်တာတော့အိမ်ကနေပြီးတော့ခီးသွားမယ်ပါသွားမယ်လို့အဲ့လိုမျိုးတကယ်ချင်းနေနေပဲအပြင်စုပြီးသွားမယ်ဆိုတဲ့ဟာမျိုးလေးကိုဘယ်လိုပုံစံမျိုးစိတ်ထားပြီးတော့ အဲကြော်ဖြတ်လာလေပေါ့ဘယ်လိုပုံစံမျိုးနဲ့တို့ response ပြန်လုတ်ခဲ့လေပေါ့ခါလီကြရင်တော့ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်တို့တငယ်ချင်းတွေပေါ့နော်ကျွန်တော်တခါကျဒီရေကူး family တကူอ่ะပေါ့နော်မိသားစုတကူอ่ะအဲ့လိုအပြင်သွားတာလေးပုံစံလေးတော့ရှိတယ်အဲ့လိုပုံစံလေးတော့ရှိတယ်ကျွန်တော်အဲ့လိုအဲ့လောက်ပဲသွားပြတာပေါ့နော်ဟိုမိသားစုနဲ့ခရီးထွက်တာတောင်မှကျွန်တော်အိမ်မှာတယောက်နဲ့နေခဲ့ရတာ အဲ့တော့တငယ်ချင်းတွေခေါ်ရဲဆိုတဲ့အချိန်ညာလို့ရှိရင်ဒါလူငယ်လူငယ်တမာပါပဲလीနော်အခုတို့တော့လည်းငယ်ငယ်တုန်းကဆိုလို့ရှိရင်ဒါတငယ်ချင်းတွေဆိုလို့ခေါ်ရင်သွားကျင်သွားကျင်တာပေါ့နော်ဆက်ငယ်ငယ်တုန်းကကြတော့ဒါကိုကသွားကျင်တယ်အိမ်ကပေးမသွားတဲ့အနေထားမျိုးရှိတာပေါ့ကိုကလှုပ်ဆရာကြီးရှိသေးတယ်ဆိုတော့ညီလေးရောဒါကိုကိုယ်တိုင်ကမသွားကျင်တာလားဒီအားကစားပုံမှာကိုကအရင်အယုံစိုက်ထားလို့ငါတကယ်ကိုငါမသွားကျင်တာအဲအဲ့ဒါကြောင့်လည်းညင်းလိုက်တာလားဒါမှမဟုတ်လို့ရှိရင်ဒါဟိုသွားကျင်တယ်သွားတော့သွားကျင်နေတယ်ဒါပေမဲ့မသွားတင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ဘယ်လိုပုံစံမျိုးနဲ့ပဲပြောမလဲဆိုတော့ သွားတော့သွားကျင်တယ်ဒါပေမဲ့ဟိုငါသွားလို့မဖြစ်ဘူးငါ training ကပြတ်သွားရင်ငါဆရာကဘယ်လိုပြောမလဲတကူပြောလိုက်မှာကျွန်တော်ဆရာကြီးက training ပြန်ရင်မကြိုက်ကြအောင်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ကအဲ့အကြောင်ကျွန်တော်တို့ training မပြတ်ဘူးဘာလို့သူတို့မကြိုက်တယ်လဲဆိုတော့သူတို့ရဲ့လက်ရည်က ြတ်သွားမှာဆိုလို့စိုးရင်လို့ပေါ့နော်အဲ့လိုပုံစံလေးရှိရဆိုသူတို့က training ပြတ်ရင်မကြိုက်အဲ့လိုမျိုးပုံစံလေးရှိအဲ့ဆိုညီကိုယ်တိုင်ကတော့ဆက်ကိုယူသွနေယူသွနေတဲ့ပုံစံမျိုးပေါ့ဒီအားကစားပုံမှာအဲ့စီအဲနောက်တစ်ခုအခုဒီအခုဒီ podcast လေးလောက်တာမှာညီလေး level မှာဟို headphones လေးချိန်ထားတာလေးတွေ့တယ်အဲ့တော့ဒါဒုံဒုံရေကူးသမားတွေလည်း microphone တွေပါလို့လည်းတချို့ကစားသမားတွေလည်းရေကူးကန်တွေကိုဝင်လာပြီဆိုတဲ့အချိန်ကျတော့ရှင်ဒါအမြဲလို headphones လေးကိုတတ်ထားတာလေးလည်းတွေ့ရတယ်ပေါ့နော်ဒါဟို outfit part of the outfit လည်းပါမှာပေါ့ဒီကိုယ်တိုင်းလည်းဒါ music ကိုကြိုက်တာလားဟိုနားထောင်ပြက်လား music ကိုနားထောင်ပြက်တယ်ကျွန်တော် music ကိုကြိုက်တယ်ပေါ့ကျွန်တော်ဟို R&B အပိုင်းလေးတွေကျွန်တော်သဘောကျတယ်နော် melody အဲ့လိုအပိုင်းလေးပေါ့ jazz အပိုင်းလေးတွေကျွန်တော်သဘောကျတယ်ပြီးတော့ကျွန်တော် DJ အပိုင်းတို့ကျွန်တော် funk အပိုင်းတို့ပါလို့လည်းကျွန်တော်သဘောကျတယ်ပေါ့ အော်ကိုကိုရိုင်းလဲကိုင်းနေဝေကန်နေကြလို့ရှိရင်အကန့်နဲ့တော့ကန်နေဝင်နေချိန်ကြလို့ရှိရင်အမြဲလိုတချင်းနှားထောင်ပြလားဟုတ်တချင်းနှားထောင်ပြဘာလို့လဲပြိုင်ပွဲဝင်ကန်နေကြရင်ကျွန်တော်ကတချင်းဖွင့်တာဘယ်သူမှဂီးမဆိုင်တော့ကိုဟာနဲ့ကိုရဲ့အာယုံကိုစိတ်နဲ့ပဲကိုထားတာပါဘာအဲ့လိုမျိုးပုံစံနဲ့ပဲကျွန်တော်သွားတာအဲ match ဟိုဟာ race ပေါ့ race comment နဲ့ swimming ကြ race မတိုင်ခင် rituals လေးရောရှိလားဘယ်လိုပုံစံဘယ်ဘယ်အဲ ဘလို့အုတ်ထုတ်လေးကိုဘလို့လေးဝက်လိုက်ရမှာဒါမှမဟုတ်ရှင်မျက်မှန်ကိုဘလို့ဝက်ရမှာတချို့ဘောလုံးတချို့ဘောလုံးသမားတွေဆိုလို့ရှိရင်ဒါဆိုရင်ဟိုဟိုစီးနင်းပြီးမှဝင်ရတာတို့စီးကိုကြောမှဝင်ရတာဒါသူတို့ရဲ့သူတို့ရဲ့ rituals လေးပေါ့ညီဆိုရင်တော့ဒါကန်နေမစင်းငယ်မှာဘလို့ပုံစံမျိုး rituals လေးရှိလဲပြိုင်ပွဲပေါ့နော်ပြိုင်ပွဲမတိုင်ခင်မှာကျွန်တော် hotel ကနေပြီးတော့ကျွန်တော်အဲ့ရထားရဲ့ကျွန်တော်ကိုဖါကိုပြင်းစင်ဆရာရှိရာပြင်းစင်တယ်ပြင်းကျွန်တော်ဖရားကိုရှစ်ကိုတယ်ကျွန်တော်အမိနဲ့ဖိနေအောင်လဲကျွန်တော်ကြော်တယ်ကျွန်တော်ဆရာကိုလဲကျွန်တော်ကြော်တယ်ပေါ့ကျွန်တော်ဆရာကြီးကိုအားလုံးကိုလဲကြော်တယ် ပြီးတော့ကျွန်တော်ရဲ့ဒီဟာပေါ့နော်ဒီပြိုင်ပွဲပေါ်မှာလည်းသွားဖို့အတွက်ကိုလည်းကျွန်တော်ဘယ်လိုပြောမလဲစိတ်ကိုလည်းပြင်ဆင်နေပေါ့အဲ့အပြင်မှာကျွန်တော်ကအဲ့လိုသွားနေအချိန်လမ်းမှာသွားနေအချိန်ကြရင်လည်းကျွန်တော်ကတချင်းလင်းနားထောင်ပြီးတော့ကျွန်တော်သွားနေတာစိတ်ကို relax စားရတာတခါကျရင်ကျွန်တော်တို့ကပြိုင်ပွဲကိုပြိုင်ခံနေကြရင်ကျွန်တော်တို့ကဒီ pressure ကြီးများနေကိုယ့်အတွက်ကကိုယ့်ရဲ့လှုပ်ချင်တဲ့စောင်းတာတွေကအဲ့လိုမျိုးပြတ်သွားတာတော့ပါရှိတယ်ဟိုကိုယ့် pressure များ nervous တွေအရန်ဖြစ်ပြိုင်ပွဲကြရင်ဟိုမကူးနိုင်တာတို့ တခါကျစိတ်လှူရှားလို့တကူဖြစ်သွားတာပြောအဲ့လိုမျိုးပုံစံလေးတွေရောရှိတယ်ပေါ့နော်အဲ့လိုပုံစံလေးတွေမကြုံအောင်ကျွန်တော်စိတ်ကိုကျွန်တော်ပြင်ဆင်တယ်အဲ့လိုမျိုးပြိုင်ပွဲဝင်ခံနေကြရင်လည်းတချို့ဆိုရင်ဟိုနားနေကမ်းမှာဒီ call room မှာပေါ့နော် call room မှာကြတော့တချို့ရကြတော့နှစ်ချက်တက်ထားတယ်ပေါ့နော်ကျွန်တော်ဆိုရင်လည်းဒီနှစ်ချက်တက်တယ်ကိုယ့်ဘာလှုပ်ရှားရှိရလှုပ်တယ်ကိုယ့်ဘာအကြောရပါ short ရရှိရ short တယ်ပြီးကိုယ့်ပြိုင်ပွဲအာရုံစိုက်တယ်သူများဟိုမှာ TV မှာကြည့်နေအချိန်ကြရင် သူပြိုင်နေဟာကိုကြည့်တယ် ပြိုင်နေဟာကြည့်ရဆိုရင်ငါဆိုရင်ဒီနာလေးမှာဘယ်လိုလောက်နိုင်ကောင်းမလဲဆိုတာအဲ့လိုမျိုးစဉ်းစားပြီးတော့ကျွန်တော်ပြိုင်ခွင့်ပြိုင်ခွင့်နဲ့ဝင်တာပေါ့နော်